ဆက်လက်ပြီးတော့အနည်းပညာရှင်တွေလှုပ်ရှားမှုတွေလေ့လာလိုက်ရအောင်နော်။ပရိသတ်တွေချစ်တဲ့အနည်းပညာရှင်တွေရဲ့လှုပ်ရှားမှုတွေကိုပရိသတ်တွေနဲ့အနည်းဆက်ဆုံးခေါ်ဆောင်သွားဖို့အတွက်အခုဆိုလို့ရှိရင်စုဆောင်ထားတဲ့ interview တွေရှိပါတယ်။ဒါဆိုရင်အခုပရိသတ်တွေချစ်ခင်နေတဲ့အားပေးရအနည်းပညာရှင်တွေရဲ့လှုပ်ရှားမှုတွေကိုဘာဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်နော်။အဲကျွန်တော်မနေ့ကပေါ့ရဲရင်အောင်နဲ့တင်စာနယ်ဝင်းပေါ့ဟဲ့ဆိုရစကားလေးကျွန်တော် director ပါ။အဲ့ဒါလေးရိုက်ပြီးသွားပါပြီ။ကျွန်တော်27ရက်နေ့ကျရင်ကိုနေတိုးနောက်တက်မွန်မြင်ပေါ့နော်။ သူတို့နှစ်ယောက်နဲ့ဗီဒီယိုဇာကားလေးတကားရိုက်မှာပါကျွန်တော်ဒါရိုက်တာပါဟုတ်ကဲ့ကျွန်တော်ကတော့ညီမဗီဒီယိုကားရဲ့ပုံမှန်ရိုက်တယ်ကြော်ညာရေးအဲဓာတ်ပုံနဲ့မဂ္ဂဇင်းကားပါရိုက်ဖြစ်နေရပေါ့နော်ထွေထူးထူးတော့ဘာမှတော့မရှိပါဘူးဟုတ် ညီမအခုပေါ့နော်ဒါဒီလူရည်ကျွန်းဆိုတဲ့ series ကိုပေါ့ပုတ်ပါမှရိုက်ကူးနေပါတယ်အဲ့မှာရိုက်ကူးရေး၄၅လလောက်ကြာမှာဆိုတော့ဒါဟိုပေါ့နော်ဒီအပြင်ရိုက်ကူးရေးနဲ့ပတ်သက်လို့ကတော့ဒါဒီအခုလိုမျိုး photo shooting လေးလောက်ပဲရှိတာပါဟိုဒီကြားတဲ့ video ကရှိတယ်ဆိုရင်တော့ညီမတို့ဒီ series ရဲ့ရိုက်ကူးရေးအားလေးရမှာရိုက်ဖြစ်မှာဆိုတော့လေအဲ့လိုမျိုးဖြစ်နေတော့လေအပြင်ကလည်းဘယ်လိုပြောရမလဲအဲ့လိုမျိုးဒီကိုအကုန်လုံးပေါ့နော်လွတ်လွတ်လပ်လပ်ဖြစ်တော့မှာပဲဒါခေါ်ပြီးရိုက်မှာဖြစ်တဲ့ဒီကြားတဲ့တော့ဒီဟို series ကိုပဲ ကောင်းအေးအေးနဲ့ပေါ့နော်စိတ်အေးလည်းအေးရိုက်ဖြစ်နေမှာပါဟုတ်အခုကျွန်တော်ဝင်းကဘာဆိုင်ဆိုတော့နောက် series အတစ်ကိုကျွန်တော်ထပ်ရိုက်နေခင်ဗျဒီ series ရဒီရှေ့နှကားထပ်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ကလည်းဒီကားထဲမှာအကောင်းဆုံးပါဝင်သရောက်ဆောင်တာပါတယ်ခင်ဗျဟုတ် ခုဆက်လက်ပြီးတော့တင်ဆက်သွားမယ့်အကြောင်းအရာကတော့လက်တလုံးဒါလူမှုဝန်ကြီးမှာပြည်သက်တွေအနေနဲ့အနုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ဒါထွက်ပေါ်လာတဲ့သတင်းတွေအပေါ်မှာသူတို့ရဲ့ပြန်လည်ပြီးတော့ဖြေကြားထားတဲ့အင်တာဗျူးတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့တော့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တေးသန့်ရှင်အင်္ဂလန်စိန်အကယ်မီညီငယ်ကြီးအနေနဲ့ဆိုလို့ရှိရင်လည်းပဲဒါသူတီဆိုခဲ့တဲ့ဒီသချင်းပေါ့နော်ဒီမြန်မာမျိုးသမီးများနဲ့အထိမ်းအပွဲမှာပါဝင်ခဲ့တဲ့သချင်းမှာ rap စာသာတီဆိုမှုနဲ့ပတ်သက်တဲ့အမြင်တွေနောက်ပြီးအနုပညာရှင်မြက်ကေတီအောင်နေနဲ့အကယ်မီရပြီးတဲ့နောက်မှာအနုပညာကြီးတိုးသွားဖို့ဒါရှိမရှိဆိုတဲ့အကြောင်းအရာတွေဖြင့်အခုဆိုလို့ရှိရင်ဒါခင်ဝင်းဝ ါနဲ့ပတ်သက်ပြီးတော့ Facebook ပေါ်မှာဒါ Line application မှာပါဝင်တဲ့အကြောင်းအရာတွေကိုပရိသတ်တွေထုတ်လုပ်ထားတဲ့အပေါ်မှာအမြင်တွေကိုလည်းစုစည်းပြီးတော့ဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။1999ခုနှစ်လောက်ကစပြီးတော့2003ခုနှစ်လောက်အထိပေါ့အဲ့ဒီအချိန်မှာတော့အနီနောက်ကျပြီးပြီအဲ့ဒီအချိန်မှာသူဟို neck club တွေပမာပြီးမှစပြီးတော့ခွင့်ပြုတယ်ဆက်စားချင်းခွင့်ပြုတာ escape escape ဟိုစအခုဟိုဗာလဲမိသက် စုလီဖျားလန်လေမိသားအဲ့ဒီပုံမှာ duty free လာအဲ့ဒီပုံမှာ escape ဆိုတဲ့ club ပါပထမဆုံးဖွင့်တဲ့ club ပဲအဲ့အဲ့ဒီမှာဆဆချင်းသူတို့ကဟို Filipinos တွေကိုခေါ်တယ် Filipinos band ခေါ်တော့အဲ့ Filipinos band က drama စိတ်ဆိုးပြီးပြန်သွားတယ်ပြန်သွားတဲ့အချိန်မှာသူတို့ကလိုက်ရှာတော့ဟိုအနည်းမျိုးသားပါနော်ကိုစန်းချုံလေးကိုတွေ့တယ်တွေ့တော့ Filipino band နာနေပြီးတော့ကိုစန်းချုံနဲ့အဲ့ဒီ night club မှာတီးပစ်တယ်တီးပစ်တော့အနည်းကလည်းညနေလိုက်သွားတယ်လိုက်သွားပြီးကြည့်တော့ဒီ English တချင်းဆိုတဲ့ အဖွဲ့တွေပေါ့ night club တွေမှာအင်္ဂလိပ်ချင်းဆိုတဲ့အဖွဲ့တွေရဲ့အမှန်တိုင်းအဓိကပြောရရင်တော့သူတို့စီကပဲပညာရတယ်ပြောရမှာပေါ့နော်ဟိုလူတွေကိုဘလို့ပေးယူလုပ်တယ်လူတွေနားလေအောင်လူတွေကြိုက်နဲ့တဲအောင် dance floor ပေါ်လူတွေရလာအောင်ဘလို့ကဘလို့ဆိုတယ်ဆိုရဲအားတွေအနေရရလာအဲကိုကပညာရတယ်ဆိုကြပါစို့နောက်တော့ဒီနောက်ပိုင်း club တွေပို့ပြီးတွင်ကျလာတယ်ဒီ equi အခုဆိုရင်တော့ park ride ရဲ့ခေါ်မှာပေါ့ park ride မှာအောက်ထပ်မှာလေ spectrum ဆက် night club တွေဒီ sirona အောက်မှာ ပက်ဒီအိုမားလေးတို့ night club တွေနောက်ဟူဘရမာဒါမှာ night club တွေရှိတယ် night club တွေမှာအင်္ဂလိပ်ချင်းဆိုတဲ့ဘယ်နေခေါ်တော့အန်ဒီရဘယ်နေဖွဲ့ထားတဲ့ဘယ်နေရှိရပထမတော့ဟိုစာ spanky ဆိုတဲ့နာမည်နောက်ပိုင်းကျတော့ agent ဆိုတဲ့နာမည်နဲ့ဖွဲ့လေးအပထမအဦးဆုံးတော့အန်ဒီနဲ့တန်တာဝင်းနဲ့ဆိုတယ်တန်တာဝင်းနဲ့အစုံနှစ်ယောက်သူကမိန်းကလေးစုံနှစ်ယောက်ပဲဘူးနောက်တပည့်တပည့်တော့တီးတယ်ပေါ့နောက်ဟိုစာအန်ဒီနဲ့နောက် sam new နဲ့ဆိုတယ်နောက် no for tea ဆိုတဲ့ကောင်မလေးရှိသေးတယ်သူနဲ့ဆိုတယ်အဲ့ငါးနှစ်လောက်မှဆိုခဲ့တာပေါ့အဲ့တော့အဲ့ဒီမှအန်ဒီကအင်္ဂလိပ်ချင်းနေရွေးဆိုရတယ် ဆိုပြီးတော့ဟိုအကလေးတွေဗာလေးနေဆိုတာပေါ့ကလပ်မှာဟိုကလပ်ထုံးစံပေါ့ဒါတကယ်တော့ဒီကလပ်ရဲ့အဓိကချက်ကတော့ဒီ dance floor တွေကိုလူတွေဆင်းလာဖို့ပဲလူတွေဒီဒီဘယ်လိုကြည့်ပြီးတော့အဲ့လိုမျိုးဆိုတော့အဲ့ဒါလေးသူတို့ကြိုက်တတ်တဲ့ဟာလေးဆိုရင်ねအဲ့တော့အမြဲတမ်းဆိုတိုင်းမှာဟိုကလေးမလေးတွေကအမြဲတမ်း melody ပဲဆိုတယ်အန်ဒီကအမြဲတမ်း rap တွေဆိုတာအဲ့လူတွေကတော့ဟိုအခုကြားလိုက်တော့သူတို့ဘုရားထူးဆန်းနေတာပေါ့နော် ပိုထူးဆန်းသွားတာကအသက်ဒီလောက်ဒီလောက်ဖွားကြီးတယောက်ကစင်မော်တက်ပြီး red day ရနေဆိုတော့ဟိုကထူးဆန်းနေတာပေါ့အမားတော့အန်ဒီကဟိုတုန်းကဆိုခဲ့ပါတယ်ဟိုတီးတဲ့လူတွေလည်းတီးပါတယ်ဟိုကူကူကူရပါဆရာကြီးကိုမျိုးကျော်တို့ပါဆိုတဲ့တီးတယ်ညိုကလပ်ကသူအမြဲလာတယ်သူ show တွေပါလေဆိုတော့အန်ဒီ red blast ဆိုတာပါညာပြောဆိုဆိုလိုချင်တာအန်ဒီ red ကတော့မစိမ်ဘူးပေါ့မစိမ်ဘူးပေါ့ဟိုတုန်းကအဲ့အခုအဲ့ဒီနောက်ပိုင်းဒီ2003လောက်ပါလောက်နောက်ဆုံးမလုတ်ဖြစ်တော့တဲ့အချိန် အချိန်နေမှာဆိုရင်တော့ linking pad တို့ဘာလို့ပေါ်နေပြီလေအဲ့ဒီ in the end rap တွေပါတယ်အဲ့ဒီဆိုတာအဲ့လိုဆိုတယ်အဲဆိုနေကြပဲဟိုပြဿနာတော့မရှိဘူးအဲ့ဒီမှာပဲအခုကကဟိုအဲ့ဒီမှာခုနအန်ဒီပြောတဲ့ဟာ2003ခုနှစ်မှာအန်ဒီတို့ပပအုပ်ဆောင်ကဆုံးတာအဲ2003ခုနှစ်သူသူဆုံးတော့ဒီမင်္ဂလာဆောင်အန်ဒီ PPC လောက်ရမှာဆိုဒီ night club တွေလုပ်နေလို့ရှိရင်မနေ့ကိုမထားနိုင်ဘူးအဲ့အဲ့ဒါတွေကအန်ဒီတို့မလုပ်နိုင်တော့ဘူးအဲ့တော့နောက်ဆုံးအဲ့ဟာကိုရက်လိုက်တော့တာရက်ပြီးတော့အန်ဒီတို့မင်္ဂလာဆောင်ဘက်ကိုပဲလုံးဝဒီဘက်ကိုပြန်လုံးဖြစ်လိုက်တာ အမှုပညာကြီးကမတိုးပါဘူး။ဟိုးလုံးเนี่ยလည်းလုံခဲ့တဲ့နှစ်ပေါင်းတော်တော်ကြာတဲ့အထီးအဈေးကလည်းအမကူးချိန်တီဒီဈေးပဲလေ။အမမှာဈေးနှုန်းအပြောင်းလဲလဲမရှိဘူး။တက်သွားတယ်ဆိုတာလည်းမရှိဘူး။ကျသွားတယ်ဆိုတာလည်းမရှိဘူး။အဲတခါတလေဆိုရင်တော့အခန်းထဲတာများတာပေါ်မှာမူတည်ပြီးတော့အမတို့ရှော့ပေးရတဲ့အခြေအနေတွေတောင်ရှိခဲ့ပါတယ်အခုချိန်မှာတော့။ အနုပညာရှင်တယောက်အနေနဲ့ဆိုရင်တော့ပြိသက်တွေကိုဒီလိုမျိုးအားပေးတဲ့ချစ်ခင်တဲ့တွေကတော့ရမ်းပြောတာပေါ့နော်အတိုင်းမသိဝမ်းသာရဲ့အရင်လည်းပြောရကိုဒီလိုချစ်ပေးရတဲ့အတွက်လည်းကျေးဇူးများရှိတဲ့နဲ့အဲဒီလိုမျိုးတွေ့ရတဲ့အခါမှာပထမဆုံးတွေ့ရတဲ့အခါမှာဟိုပထမတော့မမျော်လင့်ထားဘောနော်ကိုဒီကြောင်ညာရိုက်တာကိုပြိသက်လက်ခံမယ်ဆိုမမျော်လင့်ထားဘူးဒါပေမဲ့ပြိသက်တွေကအာအရင်ကြိုက်တဲ့ချစ်ဖို့ကောင်းတယ်အဲ့လိုမျိုးပြောတဲ့အခါမှာဘလို့ပဲဖြစ်ဖြစ်အရင်ပြော့တယ်ပေါ့နော်ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့ဟုတ် အောင်လို့ဒီနေ့တိဆက်သွားတဲ့အနည်းပညာအကြောင်းအရာတွေကိုပရိသတ်တွေနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်အနည်းပညာမူကောင်းကြီးအစီအစဉ်ကတော့အပတ်စဉ်တနင်္လာနေ့ကနေပြီးတော့တောက်ချနေတဲ့အနည်းပညာသတင်းအသစ်တွေနဲ့ရှိနေပြီးမှဖြစ်ပါတယ်အားဖြင့်ပရိသတ်တွေလည်းကျေးဇူးတင်ပါတယ်ရှင့်အကယ်၍လောင်းမလို့ပြောပြသွားအစီအစဉ်တွေကိုပြန်လည်ပြီးတော့လေ့လာကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ www.facebook.com/askyshow ကိုဝင်ရောက်ကြည့်ရှုဖို့လည်းမမေ့ပါနဲ့နော်ဒီနေ့မှအချိန်ပေးပြီးတော့အားပေးတဲ့အနည်းပညာရှင်ပရိသတ်တွေအားလုံးလည်းကျေးဇူးတူပဲတင်ပါတယ်လက်ဖြင့်ပါလေတင်ဆက်မှုအသစ်တွေနဲ့ပြန်လာကြရောမှာဖြစ်ပါတယ်ရှင့်